ဒုက္ခအခက်အခဲတွေကြုံတွေ့ရတဲ့အခါအမြဲတမ်းသီးခံခြင်းကိုလက်ကင်ပြုပါရွှေကူမီးနဲ့ဆမ်းရတယ်လို့အိမ်မန့်ရှင်ကလည်းအခက်အခဲနဲ့ဆမ်းပါလေအကျင့်အမှုကအတ္တကြီးခဲ့နှလုံးသားထဲမှာမနာလိုမုန်းထားတဲ့အညစ်အကြေးရှိခဲ့ပြိုင်ဆိုင်လူတက်တဲ့အငင်းခုများရှိခဲ့ဆက်ဆံရေးနဲ့တန်ရုံးစင်တွေဟာရှုံးနေသွားတော့တာပဲလောကမှာတန်မှုအကြီးဆုံးလက်ဆောင်ဟာအချိန်ပါပဲ တစုံတယောက်ကိုတင်ဟာအချိန်ပေးခဲ့တယ်ဆိုရင်ဘရောမှပြန်မရနိုင်တဲ့အရာတခုပေးလိုက်တာပဲသဘောတူညီမှုအလျှော့အတင်းနဲ့ပြန်လဲတိဆောက်တဲ့ဆက်ဆံရေးဟာနောက်တစ်ခေါက်အပူပြန်ပေးရတဲ့လက်ဖိတ်ရည်လိုပါပဲနှစ်ခုစလုံးမှာအရသာလက်ဆက်မှုချိုးမိမှုပြီးရော့ကျသွားတယ်လူတယောက်ကမင်းကိုမနာလိုဝန်တိုးမှုဖြစ်နေပြီဆိုရင်တကယ်တော့မင်းတို့ကိုမမုန်းနဲ့ဘူး ။ဘာကြောင့်လဲဆိုတော့မင်းဟာသူတို့ထက်သားတဲ့လူဖြစ်ကြောင်းကိုယုံကြည်နေတဲ့လူသားတွေပဲ။မင်းဟာလူတိုင်းကိုခြေနှက်အောင်မလုပ်နိုင်ဘူး။သူတို့ဘာအတွက်မင်းရဲ့စိတ်ချမ်းသာမှုပေးခဲ့တယ်ဆိုရင်တောင်မှသူတို့ရဲ့ရည်ရွယ်ချက်ကမင်းရဲ့ယူသားမှုအပေါ်မှာအပြစ်တစ်ခုထပ်ရှာဦးမှာပဲ။ဘသူရဲ့ဘဝကမှမလွယ်ဘူး။လွယ်ကူမှုရဖို့ဖန်တီးထားတာ။ယူသားမှုချစ်ခင်မှုအချင်းချင်းနားလည်မှုအဲ့ဒီထဲထဲမှာအရေးကြီးဆုံးကတီးခံရတဲ့အခြေအနေတွေပါပဲ။ တချို့သောအခက်ခဲတွေဟာစမ်းတက်မှုမဟုတ်ဘူး။ငါတို့ရဲ့အနာမှာရှိခဲ့တဲ့သူတွေဟာဘလူးလူတွေလဲဆိုတာသိဖို့အတွက်ဖြစ်တယ်။လူတွေဟာနစီယက်ဆုံးမစကားနဲ့သင်ခန်းစာမယူတတ်ကြဘူး။ဒဏ်ရာကြောင့်ပဲသင်ခန်းစာရတာ။ဆုံးမစကားတွေကတော့ဒီဘက်ကနားထောင်ပြီးဟိုဘက်နားကပြန်ထွက်သွားတာပဲ။ကိုယ့်ရဲ့စိတ်ကို စင်ကြယ်စည်းခြင်းနဲ့ဆိုရင်အရာသုံးခုလောက်ပါနံပါတ်၁နေမတ်စည်းစိမ်များအပေါ်မှာကျေးဇူးတင်ပါနံပါတ်၂ဒုက္ခများအပေါ်မှာတီးခံပါနံပါတ်၃အမားနဲ့ဂုဏများအတွက်တောက်ပါလောက်ပါနောင်တရပါ